။မိုင်ဘုံဆရာတော်ဖျားကြီးဟာတစ်ဖက်မှာဗုဒ္ဓဘာသာလဲဟုတ်တယ်လို့တစ်ဖက်မှာအစ္စလာမ်ဘာသာဝင်လဲဟုတ်တယ်ဆိုတာခုလောက်ဆိုရင်တနိုင်ကလုံးကပြည်သူတွေတီးပြီးသွားပြီးထင်ပါရယ်။မိုင်ဘုံဆရာတော်ဖျားကြီးဟာမြမပြည်တွင်းတဲကမြို့ကြီးတွေကိုလာရောက်ပြီးတော့မြေတားပို့တဲ့ချိန်မှာလူနှက်မခံနိုင်လို့ဆိုပြီးတော့နော်တရားချင်းချံဖို့တော့လူနှက်မခံနိုင်လို့ဆိုပြီးတော့ဗလီတဲကိုသွားပြီးတော့ဗလီနှက်ကိုသွားရှူပါတယ်နော်အစ္စလာမ်ဘာသာဝင်တွေရဲ့ဖျားကိုသွားရောက်ချီးခိုးပါတယ်ကိုးကွယ်ပါတယ်နော် ဆိုတော့မိုင်းဘုံဆရာတော်ဖျားကြီးရဲ့လုံရက်ကလုံးဝလုံးဝကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ရောစုံနေကြပြီလေဖြစ်ပါတယ်နော်ရဟန်းတွေအကုန်လုံးကမိုင်းဘုံကိုအလိုမရှိကြတော့ဘူးပြီးတော့အခုထွက်ပေါ်လာပြီးနော်ထွက်ပေါ်လာပြန်ပါပြီးမိုင်းဘုံဆရာတော်မှာမိမတွေရှိတယ်တဲ့ဗျာကိစ္စတော့တရားမသိရသေးဘူးအခုတည်နေအစနာလေးတွေတခုပြီးတခုထွက်ပေါ်လာပြန်ပါပြီးမိုင်းဘုံဆရာတော်ဖျားဟာဘူးထဲမှာကျင့်ကြံနေထိုင်တာကလင်းငယ်ချင်းသာဖြစ်ကြောင်းနော် ။လူထဲမှာသွားရင်လည်းအစားအသောက်ပြည့်စုံတဲ့တကယ်ကိုဇိမ်ခံပစ္စည်းတွေနဲ့သွားရတာဖြစ်ကြောင်းသူတို့ဖွေဟာနာမီကြီးအောင်လုပ်ပြီးတော့အလူငွေကောက်ကချမ်းသာနေကြတာဖြစ်ကြောင်းကိုရှင်းပြထားတာကိုလည်းတွေ့အောင်ပါ။တကယ်လည်းတွေ့မှာမိုင်းဖုံးဆရာတော်ဖျားကြီးဟာမွတ်စလင်ဘာသာသာဖြစ်ကြောင်းကိုပြောဆိုနေကြပြီလေဖြစ်ပါရီ။မိုင်ဘုံဆရာတော်ဖျားကြီးရဲ့မွတ်စလင်ဖျားကိုကိုယ်ခဲ့တဲ့ဗီဒီယိုဖိုင်နဲ့တမ်းဖိုင်တွေအကုန်လုံးကလည်းပေါကြလာခဲ့ပြီလေဖြစ်ပါရီဒီလိုလုံးလိုက်မယ်လို့တကားမှမတွေးထားမိဘူး ိုင်မုံဆရာတော်ဖျားကြီးရဲ့နော်မိုင်မုံ3000ရှိတဲ့နဂါးကြီးကလည်းအလိန်လေတာဖြစ်ကြောင်းဘာချုပ်ဆရာတော်နဲ့သူရူဆရာတော်ကရှင်းပြခဲ့ပြီးဖြစ်ပါ ರೀ မိုင်ဖုံးကတော့ဒီချက်မကမြန်မာနိုင်ငံပြည်တွင်းတွေကိုထပ်မံလာမယ်ဆိုတော့ဖြစ်သူချောင်းတွေအကုန်လုံးပေါ်သွားပြီးတော့မိမရှုပ်တဲ့ကိစ္စတွေကိုတော့အကုန်လုံးတီးရတော့မှာပဲဖြစ်ပါ ರೀ ဗျာ